ပါလုံးမောင်းတယ်ပြောမင်းမချိုင်ရင်လာမရှုပ်ပါနဲ့လို့ငိုနေတာကိုခွက်ရိုက်နေရနော်အဲဘာထားလဲရောဘာ sorry နော်အမဒီလိုမျိုးထားရင်မအလှညပဲဟိုရှယ်နော်အာအတွင်းကြံကိုကျွေးတာမဟုတ်ဘူးကျိုးဟိုဒီမိခင်မျိုးတွေအများကြီးရှိရနော်ဒီလောကကြီးမှာအများကြီးရှိတယ် ကိုယ်သာမှားနေတဲ့ဟာကိုအမှန်ကိုမပြုတ်ပြင်ပဲနဲ့အမှားကိုသူတို့ကအမှန်ဖြစ်အောင်လုပ်ပြီးလူများကိုအပြစ်ထိုးထားတယ်မိဘမျိုးတွေရှိတဲ့အတွက်ကြောင့်တာဝန်မဲနေတဲ့တသမိတွေရှိပါတယ် Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆာဆာရည်ပြဗီဒီယိုလေးတွေရီရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်내တူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဒါတော့ဘာဆိုင်တဲ့ချင်းကိုဂီတာဘာရှင်းလေးနဲ့တမျိုးလေးဖြစ်သွားအောင်တီးထတာလေးကို ကျွန်တော်တို့အတူတူလိုက်နားထောင်ကြည့်အောင်ဟုတ်ဘာလုံးမလေးတော့မင်းချင်မရှုပ်ပါနဲ့ရောဘာလုံးငါဆွေးနေပေါ်နောက်တစ်ခါလောင်နေနေပေါ်ဘာလုံးမလေးတော့မင်းချင်လာမရှုပ်ပါနဲ့ရော ရမ်းမှာငါချစ်စားရလေ ဘာဆိုင်တခြင်းလဲသူနဲ့တွေ့မှာပဲဟုတ်နေတာပဲเนาะတမျိုးလေးနားထောင်လို့တော့ကောင်းသားပဲတလားခေါက်ရိုက်ခေါက်ကွင်းအော်ဘလို့ဖြစ်တာလဲခေါက်တန်လွင့်ွားเนาะခေါက်တီးရမလွင့်မနဲ့ခေါက်တန်လွင့်ွားလားအစမ်းကြီးအစမ်းကြီးနေနေနေ

ဖယ်သွားမှာလဲပတ်စံပေးအမီလေးတနတ်နတ်နဲ့နော်အာသူတည့်ရဲ့နော်ဖဲသွားတာလေအဲပေးပြီဗျာပစံအော်အကင်ဝယ်စားတာအဲဟုတ်နေတာပဲကြည်ဦးသူတော်ကောင်းကောင်းတိတတ်နေပြီနော်ထူးထူးဆန်းဆန်းပဲနော်ဒီလိုမျိုးခွေတစ်ခါမှမတွေ့ဘူး လွှမ်းဆိုရင်ပန်းလိုပန်းမောင်မုံမဲဆိုအမုံတို့ခံမရှိဘူးလို့ယူခဲ့မိရဲ့အရှင်မို့ယူခဲ့မိရဲ့လုံးဝဟိုကြည်ရှင်းနေတာပဲเนาะအတန်ကြီးရဲ့ကြိုး ပြက်သားပြီးတော့လုံးဝကိုကြည်ရှင်းနေတာတကယ်ကိုကောင်းလုံးပါတယ်ဗျာအတန်ကြီးอ่ะเนาะ Nice ဘာလို့ငွေ Yes I like down ဘာဖြစ်လဲ Woman yes I like down ဘဲပြက်သွားလို့လားမသိကင်မရာမန်းနဲ့နောက်ကတွေ့ပြီဟိုနေတာကိုခွက်ရိုက်နေရနော်အဲအာ ฟ้าชาเลยเหรอสอรี่เนาะอามาดิลูมิโอไทยนะมาล้านยาเวอุอามาดิลูมิโอไทยนะมาล้านยาเวอุยมาทับปุ่นตะป่งยาดูยาละอะเด็กเวลูไทยบีงูนี่เราอามาล้านลูเด้งูนี่ดาเลี้ยวล้านนี่ละป่อเนาะอามาดิลูมิโอไทยนะมาล้านยาเวอุยมาทับปุ่นตะป่งยาดูยาละล้านลูเจ๋งๆมากพี่โปเซ

ူဓာတ်ပုံရိုက်တာစမ်းတယ်နော်ရှေ့က landscape ကိုမဖြုတ်ဖက်နဲ့ရိုက်တာနော် landscape ကိုအလုပ်ရောโอเคဒီတိုင်းဒီတိုင်းဒီတိုင်းအာဟုတ်နေပြီ။ဘာပဲခွဲရအောင်ကားခွဲရအောင်။ဝိုင်းချစေရောပဲ။အသေးခွဲတဲ့မှုကိုပြပြပြင်ပြင်လေးလိုချင်လုံးပေါ့နော်။လုံးဝကိုကွက်တိပဲ။အဲအဲအဲဟုတ်နေကြပြီ။ကျူတယ်။ ဟောရီလာတော့မကျွေးကျင်တာအာဘယ်ကြီးလဲဖိုက်စာလာဘာမှလည်းမရှိကွာတဲ့စားစရာငါလည်းဖိုက်စာနေရပဲတဲ့အဲတော်ပြီဆိုပြန်ချတော့အာတော်ပြီကွာ ဘောဓာတွေကိုမကြွေးကျင်လို့မှအตาဖွက်ထားပါတယ်ဆိုတော့เนาะကြောင်ကဘယ်တော့ကလေးချောင်းနေလဲမသိဘူးသွားရောက်ဒူးရင်သီးတွေပေါ်လုံးလို့ခွေးပါကျွေးနေရည်တဲ့ဗျာကြည်ုံ DVD လေးရတော့တာတွေ့နေပါတယ်ခင်ဗျာเนาะအာဒီပါပါကြည်ုံကိုရင်းမှာဈေးကြည့်လို့ကောင်းကောင်းမစားနိုင်ဘူးအာခွေးတွေကန်ကောင်းလိုက်တာကွာကြည်ုံဘာလဲရချေပါခွေးတွေတော့တခါမှအာမကြခဲ့ဘူးဒီနေရာမှာတော့တော်တော်အားကြသွားပြီကြည်ုံ ရှယ်နော်အာအတွင်းကြံကိုကျွေးတာမဟုတ်ဘူးရှယ်ပါခင်ဗျာနော်ဟုတ်ဟိုအာတော်တော်ကံကောင်းတဲ့ခွေးတွေကွာကြည်ယုံဒီဗီဒီယိုလေးတော့ဒါတားယောက်ကြလေးမွေးထားတဲ့မိဘတွေအတွက်ပဲဖြစ်ပါတယ်တကယ်လို့တားယောက်ကြလေးမွေးထားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုတေချာလေးအဆုံးထိလိုက်ကြည့်ပေးပါ Hello မင်္ဂလာပါမင်္ဂလာပါဗျတားယောက်ကြလေးမွေးထားတယ်တားယောက်ကြလေးတွေမွေးထားတယ်မိဘတွေက အထင်းသိမ်းကောင်းမှအထင်းသိမ်းတော်မှတားယောက်ကြသေးတယ်လူကျင့်ဝင်လူတောင်ဝင်ဆိုတော့တိတက်တယ်တားယောက်ကြလေးမျိုးဖြစ်မှာအချိန်တိုင်းသူတို့အိမ်တော်ပြုတ်မှာဟုတ်တယ်ပြုတ်တဲ့အခါကျတော့လူစည်းကမ်းကို သိရှိတဲ့တာသမီမျိုးမှလာအိမ်တော်သူတစုကိုဟိုစီးနဲ့ကမ်းနဲ့ထိမ့်သိမ့်သိမ့်သိမ့်နဲ့သူတို့ကနေတတ်မှာအဲ့လိုမဟုတ်လို့ကိုပြည့်စည်အောင်နေရှိရင်ပြီးရောနော်သူတို့ဘလို့နေနေဆိုပြီးတော့နေမှမသိညမှမသိ နော် HA မမှန်စားချိန်မမှန်သွားကျင်တာသွားဝင်ရင်ထွက်နော်ဝင်ရင်ဝင်မယ်ထွက်ရင်ထွက်မယ်တိတိကျ main ကလေးတွေတငငယ်ချင်းတွေအိမ်မှာခေါ်နော်အဲ့လိုမျိုးနေပြီးတော့စီးပြက်ကမ်းပြက်နေတာတဲ့သားသမီးမျိုးကိုမိဘတွေကပြောဆိုခြင်းမရှိဘူးအိမ်မှာရှိရင်ပြီးရောဆိုပြီးတော့အလိုလိုက်ထားလို့ရှိရင်တာသမီးတို့ချက်ရမရောက်ပါဘူးဖြက်စီးတာနဲ့အတူတူပါပဲဟုတ်တယ်အဲ့လိုခလေးမျိုးစီးပြက်ကမ်းပြက်ဖြစ်လာပြီးတော့အရွယ်ရောက်လို့အိမ်တော်ပြုတ်ပြီဆိုလို့ရှိရင်တစ်ဖက် main ကလေးအတွက်ကိုအပေါ်မှာတာဝန်ပြက်ကွက်တဲ့ ားယောက်ကြားလေးဖြစ်မှာချိန်သေးတယ်။မှန်တယ်။အဲ့ဒီချိန်မှာလှုပ်လှုပ်လက်လက်စိတ်ကဲ့မဲ့သွားနေတာတဲ့ခါကျရင်မိသားစုတစ်ခုထူထောင်လိုက်တဲ့အချိန်ခါမှာချက်ချင်းဗရိတ်အုပ်လို့မရဘူး။อืมမှန်တယ်။လှုပ်လက်နေတဲ့လူကလှုပ်လက်နေမှာပဲ။ယောက်ျားတောင်ဝင်ဆိုတော့သူတို့ဘာမှန်းလည်းသိမှာမဟုတ်တော့ဘူး။အမြဲတမ်းပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်တယ်လို့နေလာခဲ့တဲ့သူကအကျင့်ရပါပြီးတော့ဗောနော်အိမ်အောင်ကြတဲ့ခါမှာလဲဒီလိုမျိုးပဲဆက်ဖြစ်နေမှာဗောနော်အမှန်နဲ့တကယ်အဲ့တော့ ိမ်လောင်ပြုတ်ပြီးတော့နှစ်တည်ကြတဲ့ခါမှာလေသူကချင်းချင်းတဲ့လူမျိုးမဖြစ်နိုင်ဘူးမိန်းကလေးထဲလဲတွဲပြီးတော့အိမ်ဝန်တော်ဝင်ထွက်ပြီးတော့ဝင်ခွင့်ပြုထားတဲ့မိဘကနေပောက်ဖွာလာတဲ့သသမီမျိုးဆိုတော့ပို့ပြီးတော့တော့မှအိမ်လောင်ပြုတ်ကြသွားလို့ရှိရင်လေဒါရီယာသူတို့အတွက်ကဟိုထမင်းစားရေးတောက်လို့ဖြစ်ပြီးတော့လွတ်လပ်မှုကိုပဲခုံမိမယ်တငယ်ချင်းနေနဲ့သွားမယ်လာမယ်အချိန်ကုန်မယ်နော်မိမတယောက်နဲ့ကျူးလွန်မယ်နော်မိဘကမတိအောင်ဆောင်နေမယ်အိမ်ခေါ်လာတဲ့သူတို့ကဒီတိုင်းပဲလက်ခံနေတယ် เนาะနောက်တစ်ယောက်နှစ်ယောက်เนาะသုံးယောက်เนาะကြိုက်တော့ခေါ်လာခေါ်လာသူတို့မှာမလာနဲ့ခေါ်မလာနဲ့ဆိုတော့တားတားစီခြင်းလည်းမရှိเนาะပြောဆိုခြင်းလည်းမရှိမရှိအမှန်တော့ဟိုသူတို့ယောက်ျားလေးတွေသူတို့လှုပ်ချင်တာလှုပ်မဆိုအပြင်တနေရာမှာမိမငုတ်တုတ်ရှိနေအပြင်တနေရာမှာမသိအောင်ကျွလွန်ရတဲ့ကိစ္စမျိုးသူတို့ကပေါ်တင်ကြီးတွေ မိဘအိမ်ကိုပါဝင်ထွက်မယ်နော်ဒီအတိုင်းဝိုင်းထဲမှာပါခေါ်လာမယ်နော်အဲ့လိုပုံစံလေးလုပ်တယ်ဆိုတာအဓိကမိဘနဲ့သက်ဆိုင်တယ်မှန်တယ်ဗျာမိဘနဲ့သက်ဆိုင်တယ်မိဘတွေရှိရသားနဲ့မပြောမဆိုဘဲနဲ့ကိုတို့ကခွင့်ပြုထားတဲ့အတွက်ကဲကန်ရှင်တက်ဆိုင်တဲ့မင်းကလေးအင်မတန်နဲ့နာဆုံချုပ်နေသွားတိုင်လိုက်လို့ရှိရင်လည်းဘာပြောမလဲအတိပေးလိုက်ရင်လည်းဘာပြောမလဲနင်တို့အစတွေကမသိဘူးဒါသူဒီလိုပဲနေနေကြ နင်တို့တိတိရင်နဲ့ယူလာကြတာဟုတ်ဆိုရယ်ပြောတယ်မိမမျိုးတွေမိခင်မျိုးတွေအများကြီးရှိရနော်ဒီလောကကြီးမှာအများကြီးရှိတယ်ဟုတ်တယ်ဗျာကျွန်တော်လည်းတွေ့ဘူးတယ်တိလာမိဘဆုံးမတဲ့ပုံမှာပဲမူတည်တာပေါ့နော်တွေ့မိခင်မျိုးတွေအများကြီးရှိရနော်ဒီလောကကြီးမှာအများကြီးရှိတယ်ကိုယ်သာမှားနေတဲ့ဟာကိုအမှန်ကိုမပြုတ်ပြင်းမဲနဲ့အမှားကိုသူတို့ကအမှန်ဖြစ်အောင်လုပ်ပြီးလူများကိုအပြစ်ထိုးထားတယ်မိဘမျိုးတွေရှိတဲ့အတွက်ကြောင့်တာဝန်မဲနေတဲ့တသမိတွေရှိပါတယ် အဲ့ဒီအတွက်ကြောင့်ဒီလိုတာသမီနဲ့အဲ့လိုမိသားစုမျိုးကိုရှောင်ရိုင်းပါစေလို့อืมပြောရတာလုံးဝကိုတကယ်အမှန်တရားတွေပြောရတာဗျာသိလားကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာလည်းဒီလိုမျိုးတွေကြုံမှုတယ်ဒီလိုမျိုးတွေရှိတာပေါ့နော်ကိုသားကမှားနေတာဒါပေမဲ့ကိုသားမှားနေတာကိုအပြစ်မမြင်ပဲနဲ့သားရဲ့မိမကိုပဲအပြစ်မြင်ဒါနှင်းကြောင့်နေနေရလို့သူဒီလိုဖြစ်တယ်ဆိုတာမျိုးတွေအပြစ်တွေပုံချတာပေါ့နော်ကိုသားအမားကိုမမြင်တော့ပဲနဲ့ချွေးမကိုပဲအပြစ်တွေပုံချတဲ့ရောက်ခမတွေလည်းတပုံကြီးရှိပါတယ်တွေ့လဲတွေ့ဘူးပါတယ် ကဲဒီနေ့တော့ဒီလောက်ပါပဲဗျအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်